မြန်မာပရင်းသတ်တွေစိတ်ဝင်စားကြလောက်မဲ့1173ပြိုင်ပွဲမှာဆိုလို့ရှင်တော့မာလီခင်နဲ့ဥမာဂိန်းတို့ရဲ့ဘွဲပါဝင်လာနိုင်မှာအလုံးဝမင်္ဂလာပါဗျမာရှယ်မင်းရဲ့မြန်မာနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါလက်ရှိဝမ်ချက်မင်ရှစ်ကဂျပန်နိုင်ငံမှာကျင်းပပြုလုပ်မယ်လို့ကြေညာထားတဲ့1173ပြိုင်ပွဲမှာပါဝင်မဲ့ဒါ fighter တွေကိုအရင်မှချပြလာတဲ့နေရာမှာဆိုလို့ရှင်မာလီခင်နဲ့ဥမာဂိန်းတို့ရဲ့ပြိုင်ပွဲကလည်းပါဝင်လာနိုင်တာဖြစ်ပါတယ်နိုဝင်ဘာလ16ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်ပြီးတော့လက်ရှိ သူတို့ကဒါအရေးပုံစံမျိုးပဲပြထားသေးရပါတော့။တယောက်ကတော့ဒါ Super Bowl နဲ့ Noi Hiro ရဲ့ Champion League ပဲဖြစ်နိုင်တယ်။ပြီးလို့ရှိရင်နောက်ထပ်တစ်ထွဲကတော့ Malik နဲ့ Umar Gain တို့ရဲ့ပွဲဖြစ်ပုံများပါ။ဘာလို့လဲဆိုတော့သူတို့ပြထားတဲ့ Share တွေကဒါညာဘက်ကတယောက်ကကပန်းတစ်ခုခြင်ထားရဲဆိုတော့ Malik ဖြစ်ပုံများတယ်။ဘယ်ဘက်ကတော့ဒါ Umar Gain ဖြစ်ဖို့တော့တော်တော်လေးနှိစက်နေရပါတော့။ဒီကြောကြောင့်မလို့သူတို့နှစ်ယောက်ရဲ့မကြေပွဲကမကြခင်ဖြစ်လာတော့မယ်လို့ပြောလို့ရ။အလုံးမသိတဲ့အတိုင်းပဲ Malik က ဒါသူ့အနေနဲ့တုံးထက်ကွမ်းချန်ပီယံဖြစ်တဲ့အထိလုံးဝရှုံးခွင့်မရှိခဲ့ဘူး။ကျွန်တော်တို့ Ryan D Rider ကိုဆိုလို့ရှိရင်လည်းနှစ်ချိန်တိတိလုံးဝအပြတ်သက်ထိုးပြခဲ့တာဖြစ်ပါဒါမဲ့သူ့အနေနဲ့ဒါမဲ့ weight တန်းထိဆင်းပြီးတော့ heavy weight တန်းပြန်တက်ပြီးတော့ကမ္ဘာကာဝယ်ရတဲ့အချိန်မှဆိုလို့ရှိရင်မာလီခင်အနေနဲ့ကဦးမကင်းကိုအမှတ်နဲ့ရှုံးနေခဲ့တာဖြစ်ပါအေးပွဲကအရန်ကြီးกว่าလားဆိုတော့အရန်ကြီးဆိုးဆိုးဝါးဝါးกว่าတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့မာလီခင်ကအဲ့လောက်ထိပါမှလုတ်ပြနိုင်ခဲ့တာမရှိဘဲနဲ့ဦးမခင်ရဲ့နှပန်းပိုင်းမာကုံပိုင်းမှာလည်းတော်တော်လေ အလျှော့ပေးခဲ့ရတာဖြစ်ပါဒီအတွက်ကြောင့်မလို့မာလီခင်နေတဲ့ကာတာအိုမာကင်းနဲ့ပွဲပြီးခရဲကနေပြီးတော့သူ့အနေနဲ့လုံးဝ heavy weight တန်းရဲ့ champion ကပတ်ကိုအရာပြန်ယူဖို့အတွက်ကိုလုံးဝ training နဲ့ပြင်ဆင်နေတယ်ဘာလို့လဲဆိုတော့ဗျာ heavy weight တန်းကိုတက်လာပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါ middle weight တန်းတို့ဘာလို့အဆင်ပြီးတော့အာရိုဂန်တို့နဲ့ကပတ်ကာဝယ်ဖို့ဆိုတာလဲတိတ်မလွယ်ဘူးပေါ့နော်ဆင်းပြီးလို့ရှိရင် ပြန်တက်တာနဲ့ပါနဲ့ဆိုလို့ရှိရင်သူ့အနေနဲ့ဒါ wake up ပိုင်းနေရအဆင်မပြေရမျိုးဖြစ်နိုင် ဒါကြောင့်မလို့ဝမ်ချင်မင်းရှိကလည်းသူ့ကိုအချိန်တိုင်းတာတစ်ခုလီပေးထားတယ်။ပေးပြီးတော့သူ့အနေနဲ့ဒါတိုက်ခိုက်မှွေထိုင်းမှာပဲသူ့ရဲ့ strength condition နဲ့ပိုင်းပြီးတော့လက်သီးပါဝါပိုင်းနဲ့အတကုံပြန်တင်နေတယ်။အဓိကအပြည့်သူတို့နှစ်ယောက်ရဲ့ပွဲမှာဆိုလို့ရှိရင်ရှေ့ရပွဲမှာမာလီခင်မနိုင်ရတဲ့အဓိကအကြောင်းရင်းကမာလီခင်ကခွန်အားပိုင်းဆိုင်ရာရဥမာကင်းနဲ့ဆိုင်ရော့နေလို့ပြောလို့ရတယ်။ဥမာကင်းကနှစ်ခုကလေးကမှတော်တော်လေးကိုတတ်မာတဲ့ heavy weight ကစားသမားအလုံးအထည်ကလည်းမာလီခင်ထက်ပိုကြီးတယ် ပြီးတော့ခွန်အားပိုင်းကောင်းတယ်လို့နဗန်းပိုင်းမှာဆိုလို့ရှိရင်တော့ဒါမာလီခင်ကိုကင်မြောက်ပြီးတော့ပေါက်နိုင်တော့တဲ့အထိစွမ်းဆောင်ရင်မြင်မှာဒီအချိန်မျိုးမှာဆိုလို့ရှိရင်ဥမာခင်းရဲ့မာခွန်ကလည်းမြင့်နေတဲ့အချိန်မှာမာလီခင်နေနဲ့သူ့ကိုလဲရအောင်လို့အထိုးနိုင်ခဲ့ဘူးပေါ့နော်ပြီးတော့ striking မှာတော့မှဥမာခင်းကပြန်ပြီးတော့ခြေခံချက်တွေနဲ့ဒုက္ခပေးသွားတာရှိပါသေးတယ်အဲ့ဘက်မှာဆိုလို့ရှိရင်တော့မာလီခင်ကဒါထင်တိုင်းမဖြစ်ခဲ့ပဲနဲ့အဓိကအပြင်ခွန်အားပိုင်းမှာဆိုလို့ရှိရင်တော်တော်လေးနှိပ်ခဲ့ပြီးတော့ရှုံးနေခဲ့တာဖြစ်ပါဒီအတွက်ကြောင့်မလို့မာလီခင်အနေနဲ့ ဝိပြန်ဆင်းပြီးတော့ကပတ်ကောက်ခွေတာ ਈ ပိုင်းမလုပ်သေးဘဲနဲ့သူ့ရဲ့ခွန်အားပိုင်း strength ပိုင်းကိုတော်တော်လေးပြင်ဆင်နေအောင်တွေ့ရမယ်။ Oh my god အနေနဲ့ကလည်းသူ့ရဲ့ဒီခွန်အားပိုင်းကိုလုံးဝ share ဖို့ပြင်နေတယ်။သူ squat ထိုင်တာ ਈ ပိုင်းဆိုလို့ရှိရင်ပေါင်ချိန်တွေ weight တုံးနေရာလုံးဝမနှဲမနှောပဲပေါ့နော်။သူ့ရဲ့ခွန်အားပိုင်းကတော့ကျွန်တော်ထင်ပုံမှန် natural strength ရကူက umage ကနဗန်းသမား background ကနေပို့ပြီးတော့လာတဲ့အတွက်ကြောင့်မလို့ခွန်အားအရာနည်းနည်းလေးပို့တာနိုင်တယ်လို့တော့မြင်တယ်။ဒါပေမဲ့ဒီတစ်ခါမှာမာလီခင်ကလည်း သူ့ရဲ့ဒီပါဝါပိုင်းနေပါလေပြင်ဆင်လာတယ်ဆိုလို့ရှင်တော့ပါဝါပိုင်းတက်လာတယ်ဆိုလို့ရှင်ဥမာကိန်းကိုမိုးအောင်ထိုးတက်နိုင်မလားဆိုတာမျိုးကတော့စောင့်ကြည့်ဖို့ကောင်းတယ်ပေါ့နော်မြန်မာပြည်သက်တည်အနေနဲ့လည်းဒီပွဲကိုတော်တော်လေးစိတ်ဝင်စားကြတာကိုတွေ့ရတယ်ဘာလို့လဲဆိုတော့ဒါမှလည်းရှင်ကလည်းမြန်မာပြည်သက်တည်နဲ့ရင်းနှီးပြီးသားကစားသမားပြီးတော့ရှေ့ဟာပွဲတုန်းကဆိုလို့ရှင်လည်းလုံးဝဘယ်သူမှမထင်ထားလောက်တဲ့ရလတ်မျိုးထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမှလည်းခင်ကိုယ်တိုင်ကလည်းတိတ်မနိုင်ခင်မရဖြစ်နေတဲ့အနေထားဥမာကင်းကတော့ အေးပွဲပြီးကလေးကဒါဘသူနဲ့မှထိုးတက်ရခြင်းမရှိသေးပဲနဲ့လက်ရှိအနေထားမှာဆိုလို့ရှိရင်ဒါမာလီခင်နဲ့ပြန်ထိုးဖို့ဖြစ်လာတဲ့အနေထားပါဒီပုံကိုကြည့်မယ်ဆိုရင်ဦးမကင်းကဘလောက်ထိတန်ပါတယ်ကစားသမားလဲဆိုတာသိနိုင်တယ်ဗောနောသူစကွတ်ထိုင်နေနေထားရဲ့ဆိုလို့ရှိရင်အလေးတော့နေကလုံးဝမနှဲပါမာလီခင်အနေနဲ့ကဗျာဒီဘွဲမှာသူပြန်နိုင်ခြင်းနဲ့ဆိုလို့ရှိရင်အဓိကအဖြစ်တိတ်တောင်းတစ်ဖက်ပိုင်းနှပန်းပိုင်းတွေလုံးဝတင်ချပြင်ဆင်ဖို့လိုနေမယ်။နှပန်းပိုင်းတွေမှာဒီဥမာကင်းကိုအမှတ်တွေမပေးလိုက်ရဖို့ အရင်ဆွဲလဲမခံဘူး၊ခိုင်ပေါက်မခံဘူး။ A ဘိုင်းနေပြင်ဆင်ပြီးရင်သူ့အနေနဲ့အဓိကလက်နက်ဖြစ်တဲ့လက်သီးဘိုင်းနဲ့ပဲပြန်ပြီးတော့ပွဲထွက်လာမယ်လို့ထင်မှာ။ရှေ့ရပွဲမှာဆိုလို့ရှိရင်မာလီခင်အနေနဲ့အတိုင်းနာတစ်ခုထိကြောင်ပိတ်ပြီးထိုးခွင့်ရတယ်ဆိုပေမဲ့သူ့ရဲ့လက်သီးချက်တွေအလေရွတ်နေရှိရများတယ်။ဦးမန်ကင်းကလည်းအရှောင်တိန်တော်တော်လေးကောင်းတယ်။ပြီးတော့ခြေကန်ချက်တွေပြန်ကန်တဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်နည်းနည်းလေးတိုင်ပတ်သွားတာပေါ့နော်။လက်ရှိကတော့ဒါ1173ဘဝမှာ16ရက်နေ့တိုကျိုမြို့မှာကျင်းပပြုလုပ်မယ့်ပြိုင်ပွဲမှာတော့ ပါဝင်လာဖို့အလားအလာတော်တော်လေးများနေတယ်။တောင်းဝမ်းချမ်းမြန်ရှစ်ကဂျပန်မားကတ်ကိုတော်တော်လေးကိုအာရုံစိုက်လာတာကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့လက်ရှိဆိုလို့ရှိရင်ဒါတန်ရှင်ကိုတော့မှခေါ်ယူဖို့အတွက်ဝမ်းချမ်းမြန်ရှစ်ရဲ့ဥက္ကဋ္ဌချက်ထရီယာစိတ်ဝင်စားနေတာကိုတွေ့ရ။ဒီအတွက်ကြောင့်မလို့သူတို့ရဲ့ဒါနောက်ထပ်ဂျပန်မားကတ်ကိုဥတီမဲ့ပြိုင်ပွဲတစ်ပွဲကိုလုံးဝခံမမိုက်တွဲဆိုင်နေနေပြီပဲ။ဂျပန်ပြည်သက်တွေရဲ့အာရုံစူးစိုက်မှုကိုရယူမဲ့အနေအထားမှာရှိပါကျွန်တော်အနေနဲ့ပြန်ထိုးတက်တဲ့ပွဲမှာ ဘသူနိုင်မလဲလို့ကျွန်တော်မေးရဆိုလို့ရှင်တော့မာနီခင်ကအရင်ပွဲအားထက်စားလို့ရှင်ပို့ပြီးပြင်ဆင်လာနိုင်တယ်။အရင်ပွဲတော့လည်းမာနီခင်ရဲ့ပုံစံကအရင်အဆိုးပြီးတော့မဟုတ်ဘူးပေါ့နော်။သူ့အနေနဲ့ဒါ heavy weight တက်မှမရှိရနိုင်နဲ့ကြားတဲ့ဘိုင်းနေပြီးလို့ရှင်ဥမာခင်ကလည်းအတိုင်းအတာတစ်ခုထိ short ွက်ထားတာလည်းပါလောက်မယ်ပေါ့နော်။ဒီတော့ကြောင့်မလို့ရှုံနေခဲ့ရလို့မြင်ပါဒီဘွဲမှာသူ့အနေနဲ့လက်သီးပိုင်းတခြားပြင်ဆင်လာနိုင်နေဆိုရင်တော့သူ့မှာကဒါဥမာကင်းကိုလက်သီးပိုင်းရတော့တော်တော်လေးတာနိုင်တဲ့အနေအထားမျိုးတော့ကျွန်တော်အနေနဲ့မြင်မိပါတ ရှေ့ဟပွဲမှာကျတော့သူအဓိကအမှတ်ပေးလိုက်ရတာကဒီကျွန်တော်တို့နပန်းဒီလုံးတဲ့နေရာလေးပေါ့နော်ကျွန်တော်တို့တယောက်နဲ့တယောက်ဒီ under hold position နေရာနေလုံးတဲ့အနေထားရမှာဆိုလို့ရှိရင်ဥမာကင်းကခွာပိုင်းပို့ပြီးတော့တားတယ်တားတဲ့အတွက်ကြောင့်မလို့သူ့ကိုဒါအပေါ်စီကနေပြီးတော့နည်းနည်းလေးလုံးသွားတယ်တချို့အချိန်တွေမှာဆိုလို့ရှိရင်ကင်ပေါက်ပြသွားတာရှိရပေါ့နော်ဒီလုံးနေထားရမှာအမှန်ရသွားတာများတယ်ပြီးတော့ striking ဘက်မှာဆိုလို့ရှိရင်မာလီခင်းရဲ့ထိုးချက်တွေကို ရှောင်ပြတိမ်းပြသွားတာကြီးကတော်တော်လေးလှတယ်။ပြီးတော့ခြေကန်ချက်တွေနဲ့ခေါင်းလာလာသီးကျွတ်နေရလဲထွက်တဲ့အတွက်ကြောင့်မလို့ခြုံပြီးပြောရမယ်ဆိုရင်များ striking ဘိုင်းမှာဘာလီခင်ကနည်းနည်းတော့တာတယ်။ဒါပေမဲ့ဒီနဖန်းပိုင်းမှာကျတော့ဥမာခင်ကပိုပြီးတာတဲ့အတွက်ကြောင့်မလို့အမှတ်ရမှာဒါဥမာခင်ကပိုပြီးစီးသွားတဲ့အနေထားတကယ်လို့ဒီပွဲမှာသာမာလီခင်ဘက်ကဒီဒိတ်တောင်းတဖန်ပိုင်းနေမှာဟိုမှာဂိမ်းအတွက်လုံးဝအခွင့်အရေးမရှိအောင်ပိတ်ပြီးတော့ကစားနိုင်မယ်စတိုက်ကင်းမဲ့တောက်လျှောက်သွားမယ်ဆိုလို့ရှိရင်သူတို့အမှတ်တရရောက်သွားတယ်ဆိုရင်တော့မှပဲ ဒါမာလီခင်ဘက်မှာအခွင့်အရေးပိုရှိနိုင်တယ်လို့တော့မြင်တယ်။ဒါပေမဲ့ကျွန်တော်နေတဲ့ဥမာကင်းကို short ထွက်တာမျိုးမဟုတ်ဘူး။ဒီကစားသမားရဲ့ physical ဆွမ်းဆောင်ရည်ကအရင်ကမြင်တယ်။တကယ်လို့ရှေးခါပွဲမှာသူတို့နှစ်ယောက်ကကျိုးဝိုင်းထဲမှာထိုးခဲ့ရ။ပြီးတော့ကျိုးဝိုင်းထဲမှာထိုးတဲ့အနေအထားကကျွန်တော်နေတဲ့တော့တော်တော်လေးသဘောမကျဘူးဘောနော် heavyweight တန်း fighter ကြီးနှစ်ယောက်ကျိုးဝိုင်းထဲမှာဘလို့မှအဆင်မပြေဘူး။တကယ်လို့ဒီတစ်ခါတန်းစကားတန်းစကား cage နဲ့ထိုးရတယ်ဆိုလို့ရှိရင်ဥမာကင်းအတွက်ကတိတ်တောင်းလုံနိုင်တဲ့အခွင့်အရေးတွေပိုပြီးရသွားနိုင်မှာ။ ကျိုးဝိုင်းထက်စားလို့ရှိရင်တခါဒီ cage ကပို့ပြီးတော့လပန်းသမားတွေအတွက်ကပ်ပြီးတော့ဆွဲလဲဖို့ပို့ပြီးပြေနိုင်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီအချက်တွေကိုလည်းကျွန်တော်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါခွန်အားပိုင်းမှာတော့တေဂျာဘောက်ဥမာကင်းကပဲဆက်ပြီးတော့တာနေနိုင်မယ်ဒါပေမဲ့နီးစနစ်ပိုင်းပြင်ဆင်မှုပိုင်းမှာတော့မာလီကင်းကအရင်ပွဲရထက်စားရင်အများကြီးတိုးထက်လာမှာမို့လို့ကျွန်တော်အမြင်ရတော့တော်တော်လေးကြီးကောင်းတဲ့ပွဲတစ်ပွဲတော့ဖြစ်လာအောင်မာလီကင်းကလည်းလုံးဝရှယ်ကိုပြင်ဆင်လာမှာကျိန်းနေပါဒါအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးထားတဲ့အကြောင်းအရာက ဒါနိုဝင်ဘာလ16ရက်နေ့တိုကျိုမှာလုပ်မဲ့1173ပြိုင်ပွဲမှာ heavyweight တန်းချန်ပီယံလူပွဲအနေနဲ့အလီခင်နဲ့အိုမာခင်းတို့ရဲ့ပွဲပါဝင်လာနိုင်တဲ့အကြောင်းကိုအဓိကပြပြပေးသွားတာဖြစ်ပါအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါ